梦呀，被梦构建的爱被，那就给不了。 ြည့်မှာအချစ်တူတွေနဲ့ဂျုံခဲ့ကောင်မှာနောက်ထပ်လာတဲ့အချစ်တူကိုမသိချင်တော့ဘူးပေါ့လေအတူရောင်ရင်ချစ်တယ်လို့ထင်တဲ့အရာတွေလားဆိုတော့မစင်းစားချင်တော့တဲ့အကြောင်းလေးပေါ့နော်အဲ့လိုလေးရေးထားတာပါဟုတ်မမရီဘာကဆိုတဲ့မြတ်တချင်းတော့မကြိုက်ဘူးလို့ပြောတာတဘုံမှမရှိဘူးအကုန်ကြိုက်တယ်ဆိုတော့မမဆိုတဲ့တချင်းနေထဲမှာတော့ good bye ဆိုတဲ့တချင်းလေးကတော့အကြိုက်ဆုံးပဲ all time favorite ပေါ့နော်ဆိုရင်ဆိုရင်ဘယ်လိုမှတွေ့ခွင့်မရတော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲ good bye Say we go yeah lot of lonely how you တဲခွဲတခြင်းတွေနဲ့အချစ်တခြင်းတွေကတော့လူတက်အများဆုံးနဲ့နားထောင်ဆုံးတခြင်းတွေဖြစ်လေးရှိပါတယ်။ဘဲဆိုတော်ရရဲ့တခြင်းတွေကိုအမှုပညာရှင်တွေကခံစားရွေးချယ်မယ်ဆိုတာကတော့ EAPF Music အစီအစဉ်ကနေဖော်ပြပေးတာပါပဲဖြစ်ပါတယ်ရှင်။ တချင်းကတော့လေကိုတမိကငယ်ငယ်ကတည်းကတချင်းဆိုတာဝါသနာပါပါဘောနော်ကလေးကတည်းကချင်းဆိုတာဝါသနာပါတယ်တချင်းနေကြိုက်တယ်အဲ့လိုမျိုးကိုတချင်းနေနေပဲနေလာတဲ့ခါကျတော့တချင်းကတော့ဟိုသူ့အချိန်နဲ့သူပေါ့နော်အချိန်တိုင်းနားထောင်နေတာပေါ့နော်အရင်တော့ဆိုရင်ဟိုကလေးတော့ဆိုလို့ရှိရင်လေဒါကြောင်းအားတဲ့အချိန် စာမလုပ်ရတဲ့အချိန်ဒီမှာဆိုကာတာအိုကေလေးဆိုတယ်အဲ့လိုတချင်းနေနားထောင်နေအဲ့လိုကတမျိုးပါလေနောက်နည်းနည်းရွယ်ရောက်လာတဲ့ခါမှာအိမ်လုံးကုလုပ်ရတဲ့အရွယ်လေးရောက်လာရင်အဲ့လိုအိမ်လုံးလုံးနေရင်တချင်းနားထောင်ရင်လည်းအလုပ်လုပ်ရတာကိုကြိုက်တယ်ဆိုတော့အဲ့လိုဆိုရင်အချိန်ဘယ်လိုကုန်လို့ကုန်ရမလဲမသိမောလို့မောမလဲမသိပါဘူးလေအဲ့လိုမျိုးလေနားထောင်နေနောက် အိယာဝင်တဲ့အချိန်ပေါ့အိယာဝင်ခန်းကြီးလေးမှာလည်းအဲ့လိုမင်းကြက်လေးတက်ပြီးတော့ကိုရိုက်တဲ့သချင်းလေးတွေနားထောင်ပြီးတော့မှအိပြော်ခန်းကြီးနားထောင်ပြီးတော့အိတာကိုလည်းကြိုက်တယ်ခရီးသွားတဲ့အခါမျိုးဒီကားစီးပေါ့ဟိုကားအဝေးစီးရတဲ့အခါကားကြိုင်စီးရတဲ့အခါမျိုးမှာလည်းသချင်းနားထောင်ပြီးတော့နေတာကိုကြိုက်တယ်ဟိုစိတ်ခံစားမှုရဆိုလို့ရှိရင်တော့ပျော်ရင်လည်းပျော်တဲ့အချိန်နားထောင်တဲ့သချင်းပေါ့လေဝမ်းနေတဲ့အချိန်ဆိုရင်လည်းဝမ်းနေတဲ့အချိန်မှာနားထောင်တဲ့သချင်းမျိုးလေးတွေဟိုသူ့အချိန်နဲ့သူပေါ့လေအဲ့လိုလေးတွေနားထောင်ပါတယ်ဟုတ် ဘယ်ချိန်မဆိုးပါတော့နားကိုတကယ်ဝမ်းနေနေတဲ့အချိန်အဲ့လိုပေါ့ထိချင်နေချိန်ငိုနေပေမဲ့ငိုချင်နေပေမဲ့လည်းဟိုငိုလို့မရတဲ့အချိန်မျိုးမှာဆိုရင်နားထောင်ဖြစ်တဲ့တခြင်းလေးရှိရဲ့အဲ့တခြင်းလေးကကြတော့ဥညီထောရဲ့ဥဆောင်ဝင်ထောရဲ့ပေါ့နော်ထိချင်ချိန်ဆိုတဲ့တခြင်းလေးကအဲ့တခြင်းလေးကဟိုဘယ်လိုပြောမလဲဒီကို ကိုကြီးချစ်ရတဲ့သူကကိုကိုထားခဲ့တဲ့ခါမှာကိုရဲ့စိတ်ထဲမှာလည်းသူကြံရှိနေသေးရဲ့အခုချိန်ကြီးတတိယနေသေးရဲ့ပေါ့ဗျာတိုက်ဆိုင်တာတွေရှိတိုင်းလည်းတတိယတယ်နောက်အဲ့အထီးကျန်နေတဲ့အဲ့အချိန်လေးမှာတွေးရဲ့အတွေးလေးတွေကိုသူရေးဖွဲထားတာပေါ့နော်အာတေးစရာရေးဖွဲထားတာဟုတ်ဦးဆော်ဝင်တော့ကခံစားသိဆိုထားတဲ့အဲ့အထီးကျန်ချိန်ဆိုတဲ့ချင်းလေးကဘယ်ချိန်နားထောင်နားထောင်နားထောင်လိုက်တိုင်းမျက်ရည်ဝဲမျက်ရည်ကြာလာတဲ့ချင်းလေးပေါ့ခုပြောတော့ဝဲဆုံးဘူး ရေးထားတဲ့တခြင်းထဲမှာဆိုရင်အဲဘိုးကောင်ကဟာပေါ့နော် Nice Game 12ဆိုတဲ့ album လေးထွက်ခဲ့ပေါ့နော်မဖြူဟန်တို့ Jessica တို့လွှဲရည်လီစော်လေးတို့နဲ့အဲ Nice Game 12ဆရာဦးရှိကြည်ကျော် season 2ရဲ့ခွေလေးထဲမှာအဲ Nice Game 1ထဲမှာဆိုရင်နှောင်ကျိုးဆိုတဲ့တခြင်းလေးဘိုးကောင်ရေးထားပေါ့နော်အဲ့ဒါကိုဟို version နှမျိုးနဲ့လောက်ထားရပေါ့ဒီ piano version လေးရဲ့ EDM version လေးရဲ့ပေါ့ Nice Game 2မှာကျတော့ ဒီပိုးကောင်ရေးထားတဲ့မိုးမခွမိုးမရပဲမိုးဖို့ရှင်နဲ့ဧည့်သည်ဆိုရဲတဲ့ချင်းလေးအဲ့တဲ့ချင်းလေးလည်းပါတယ်။နောက်အမန္တရအဖြစ်ဆုံးကတော့အဲအဲ့ဒီနေ့ရဲ့ပိုးကောင်ရဲ့မွေးနေ့မှာပေါ့နော်။ဆရာဦးရှင်ရဲ့ပိုးကောင်နဲ့အတူတူထိုင်ပြီးတော့မှရေးတဲ့ drama queen ဆိုရဲတဲ့ချင်းလေးလည်းရှိတယ်ပေါ့နော်။ဆိုတော့ဟောအော်ဖွင့်ပြရမယ်ဆိုရင်တော့ပိုးကောင်ကမိုးမရပဲမိုးဖို့ရှင်နဲ့ဧည့်သည်ဆိုရဲတဲ့ချင်းလေးဖွင့်ပြခြင်းပါတယ်။အဲ့ဒီချင်းလေးကကြတော့ဘာလို့ပထမဆုံးဟိုပိုးကောင်ရေးမပြီးခင်ပေါ့နော်။တပိုင်းလေးပဲရေးရတဲ့အချိန်မှာဆရာဦးရှင်နဲ့ တက္ကစီစီးပြီးတော့ဘုကောင်ကဟာပေါ့အလုပ်လေးပြီးတော့အိန္ဒိယနေရအိန္ဒိယနဲ့လမ်းမှာဆရာကိုဘုကောင်ကစူပြရပါတော့ဘုကောင်တို့ nice thing to လုပ်မယ်ဆိုတော့ဆရာကတချင်းရှိပြီလားလောက်ထားတာရှိလားမပြီးတော့သမီးကြီးလက်စလေးတစ်ပိုင်းလေးတော့ရှိရပေါ့လေအဲ့ဒါလေးကိုအိတ်ကားပေါ်မှာပဲလက်ဖြောက်လေးတီးပြီးတော့မှစူပြရဟာမဆရာဟာကောင်းနေဒီချင်းလေးတုံးကြမယ်ပေါ့ဆိုတော့ဆရာစီကနေအတိမတ်ပြုခံရတဲ့အခါမှာပြောမပြစက်စက်ဝမ်းသာမှုပေါ့နော်ဆိုတော့အဲ့ဒီဝမ်းသာမှုလေးနဲ့ဘုကောင်အဲ့ဒီချင်းလေးခွေရဲထဲခွင့်ရမယ်လို့ခြားတဲ့အချိန်မှာအပီးသက်ကြီးထားတာပေါ့လေဗာအဲ့ဒီချင်းလေး 玩，之前嘛，哎、啊，放假前不是。嗯 သဘောကျကြတဲ့လူတွေရှိရပါတော့။တချင်းလေးကမိုးရာသီနဲ့လိုက်ဖက်တဲ့တချင်းလေးဟုတ်တယ်။မိုးရာသီမှာဆိုရင်တော့မိုးရွာရာနဲ့ကိုလူတွေကအလိုလိုနဲ့အလွမ်းဆွေးမှုလေးတွေရှိကြတော့ဆိုတော့ဒီတချင်းလေးထဲမှာလည်းတချင်းရဲ့အကြောင်းအရာလေးကကျတော့ဟိုဘယ်လိုပြောမလဲ။ရှိမှာအချစ်တူတွေနဲ့ဂျုံတဲ့အခါမှာနောက်ထပ်လာတဲ့အချစ်တွေကိုမသိချင်တော့ဘူးပေါ့လေ။ဒီတကားလာခောက်တဲ့ဧည့်သည်ကဒါတကယ်ကိုချစ်လို့လာတာလား။ဒါမှမဟုတ်လေမဟုတ်ချစ်တာမဟုတ်ပဲနဲ့ဒီလိုအတူရောင်ရင်ချစ်တယ်လို့ထင်တဲ့အရာတွေလားဆိုတော့ဟိုမစင်းစားချင်တော့တဲ့အကြောင်းလေးပေါ့နော်။အဲ့လိုလေးကြီးထား အမတရားနဲ့ဟောပေါ့ပတ်သက်တဲ့တခြင်းလေးဆိုရင်အများကြီးပဲဒီမိသားစုနဲ့ပတ်သက်ပြီးတော့မှတ်ရစရာတွေလည်းရှိတယ်တငယ်ချင်းနဲ့ပတ်သက်ပြီးတော့မှတ်ရစရာတွေလည်းရှိတယ်နောက်ဘုကောင်တို့ကအစိုးရဝင်ရန်နေလာခဲ့ဆိုတော့ပြိုင်ပွဲနဲ့သက်ဆိုင်ပြိုင်ပွဲနဲ့ဟိုသက်ဆိုင်ခဲ့တဲ့အမတရားလေးလည်းရှိရပေါ့နော်တခြင်းနေကတော့တဘွားလုံးကတခြင်းနေနဲ့ပဲဖြတ်တန်းခဲ့တဲ့အခါကျတော့တခြင်းနဲ့ပတ်သက်တဲ့အမတရားတော့အများများမမရီဘာကဆိုသည်မြတ်တခြင်းမှာမကြိုက်ဘူးလို့ပြောတာတဘုံမှမရှိဘူးအကုန်ကြိုက်တယ်ဘလို့လဲဆိုတော့ဟောပါလေအဲပိုးကောင်တို့ကဒီ စပြီးရောပေါ့နော်တခြင်းတွေကိုပြိုင်ကြတဲ့အချိန်ပေါ့ပြိုင်တဲ့အချိန်မတိုင်ရမမတို့ဆိုနေအချိန်ဆိုပါလားပေါ့ဘလူးဟာချန်ပီယံလောင်းဆက်အချိန်လေးကနေစတာပေါ့နော်အမှန်တော့ချန်ပီယံလောင်းထက်ရှိမှာဟွာလီတန်းတန်းတတချစ်ခဲလို့ခွေထဲမှာတို့နောက်အအချစ်အချစ်ဟွာအချစ်များစွာအတွက်အိတ်ထဲမှာလဲမမရီဘတ်ကတော့ပါတာဟုတ်ပါတဲ့ခါကျတော့အဲ့ကလေးကနေဒီမမက ကိုလိုလေးပဲဟိုတိုင်းရင်းသူလေးလည်းဖြစ်တယ်အနောက်အတန်လေးကလည်းအရန်ထူချရလေးမမဆိုတော့အဲ့လောက်ကလေးကနေပို့ပေါင်းတော့မမကိုကြိုက်လာတာချန်ပီယံလောင်းမှာတော့ဒါကိုငါဒါငါဖြစ်ချင်တာဒါမျိုးပါလားဆိုတာမျိုးညင်သွားတဲ့အထိဒါမမကိုတော့အိုင်တော့ဖြစ်ခဲ့ဘူးနော်ဟိုမမလိုမျိုးလေးဟိုလှလဲလှချင်တယ်ကလဲကတက်ချင်တယ်ဆိုလဲဆိုတက်ချင်တယ်မမအတန်လေးဆိုရန်ထူချရပြီးတော့အဲ့တော့ကဆိုပို့ပေါင်းတော့ R&B ဆိုတာဘလို့မျိုးစားလဲတောင်ကိုသိချာမသိသေးတဲ့အချိန်မျိုးမှာမမ R&B လေးနဲ့အရန်လိုက်ဖက်ခဲ့တာဟုတ်အဲ့လိုဆိုတော့ဟာငါဖြစ်ချင်တာ မျိုးလေးပါလာပါအဲ့လိုမျိုးလေးဆိုမမရဲ့တခြင်းနေအကုန်ကြိုက်တယ်ရှုပ်ကုန်တော့မယ်ခွေရခြင်းတွေလည်းကြိုက်တယ်နောက် तू ကပြောမယ်ဆိုရင်ဟို single ဟိုပါ solo album တခြားမတော့မထွက်ခဲ့ပဲနဲ့ သမီးတို့တချင်းနားထောင်နေခင်မှာတော့အကောင်းဆုံးဖြစ်ခဲ့တာဟုတ်ဆိုတော့အများကြီးပဲရှုပ်ကုန်တော့မယ်တချင်းဆိုလို့ရှိရင်လည်းအဲ့ထဲမှာမမကတဲ့ကောက်ွက်လေးတွေကိုပြန်ကြည့်ပြီးတော့လိုက်အတူခုံကြီးပြန်ကတာတို့ဟာနမောနမဲထဲမှာဆိုရင်လည်း fashion လေးရလည်းအလန်းဆိုတော့ဟဲလာလိုက်တာပေါ့အဲ့လိုခြေထောက်ရှိရှိလေးနဲ့အဲ့လိုလေးလာလှချင်လိုက်တာဝကြည့်ချင်လိုက်တာပေါ့အဲ့လိုမျိုးလေးလည်းရှိတယ်ပေါ့နော်ဆိုတော့မမဆိုတဲ့တချင်းနေထဲမှာတော့ကိုပိုင်ဆိုတဲ့တချင်းလေးကတော့အကြိုက်ဆုံးပဲ all time favorite ပေါ့နော်ချိန်ရဆုံးရမလို့မတွေ့ကွမရတော့ဘူးဆုံးရမလို့လုံး me. Goodbye. Don't take me go, my lord, lord. ဟုတ်ကဲ့ပါတိတ်မကြခင်မှာလဲပေါ့နော်ပိုကောင်ကိုပြန်စုချင်တဲ့တခြင်းလေးတွေလည်းရှိရဲ့နောက်ဒီကိုရေးထားပြီးတော့လက်ဆက်မသက်ရသေးတဲ့တခြင်းလေးလည်းရှိပါတယ်ဆိုတော့ပြန်စုတီးလေးတွေဇိုတဲ့အခါမှာလည်းနားဆင်ပေးပါအောင်ဝေဖန်ပေးကြပါအောင်နောက်ပြီးတော့နောက်ထပ်ပိုကောင်ကိုယ်တိုင်ရေးတဲ့တခြင်းလေးတွေနဲ့ပိုကောင်မီနီယံလေးလည်းလုပ်ဖို့စီစဉ်ရှိပါတယ်ဆိုတော့မီနီယံလေးထွက်လာတဲ့အခါကျလို့ရှိရင်လည်းနားထောင်ပေးပါအောင်ခန်းစားပေးပါအောင်လို့ဒီဟန်ဒီဟိုဟိုဘောနော်ပိုကောင်ရဲ့ဉာဏ်ပညာရှင်လေးလေးကိုဟိုအကြောင်းကြားရင်းနဲ့ပဲအားလုံးကိုလည်းနှုတ်ဆက်ပါတယ်ရှင်